ဒါပေမဲ့ဘုံဘုံဒီတန်လာတော့တပားဖြစ်တဲ့တော့မလို့ဒါအလည်းမအဆက်ပါဘူးနော်လုံလည်းမလုံထားတဲ့မှာဘူးနောက်တစ်ခုထပ်ပြောချင်တာကတော်တော်ဘိုးဒီနဲ့ပတ်သက်လို့ဘုံဘုံရဲ့ခိုင်ပြီးဘုံဘုံရဲ့ဒီညနာနဲ့ဗီဒီယိုကောပြောပြီးမှ ဖုံဖုံချီမှာဆက်တွေဝယ်ယူကြပါဖုံဖုံပြောချင်တာကနော်ဖုံဖုံရဲ့မျက်နာမပြပဲနဲ့တွားပြီးတော့မဆက်တွေမဝယ်ယူမယူကြပါနဲ့လိုင်းပေါ်မှာကအခုဆိုရင်လူတွေလူညာတွေကမြောင်များစွာရှိနေတဲ့တော့မလို့ဖုံဖုံဒီလိုမှာကြားခြင်းလည်းဖြစ်တယ်ဒီဗီဒီယိုဖန်လေးကတော့မလေးရှားအထိလှမ်းလိန်တဲ့ဘုံကြီးအတူပါဘုံကြီးအယောင်ဆောင်ပါဘုံကြီးအရေချုံပါအဲ့ဒါလေးကိုတော့သတိထားစေခြင်းပါတယ်အားလုံးပဲမင်္ဂလာပါ ကွီးစော် channel ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ညမှာလဲဒီ video file တစ်ခုကိုဖွင့်ပြခြင်းနဲ့ဗျဒါလေးကိုတေချာကြည့်ပါအဲ့တော့လိန်လယ်မှုတွေကဘာသာသာသနာကိုပါခုတုံးလှုပ်လာကြပြီအဲ့ဒီ video file လေးထဲမှာယဟန်အတုတပားကငပိန်းဖမ်းနေတဲ့ video file လေးပေါ့ဟုတ်ပြီအဲ့ဒါလေးကိုအရင်ဆုံးကျွန်တော်တို့ကြည့်အောင်ကဲအားလုံးပဲเนาะမလေးရှားမှာရှိနေတဲ့เนาะမြန်မာနိုင်ငံလူနိုင်ငံသားတွေအားလုံးเนาะတက္ကသိုလ်မှာပေါင်းလို့ နော်ဖေးရန်ကင်းကွာလို့စိတ်ချမ်းသာကိုချမ်းသာပါစေကွယ်နော်ဖုံဖုံကတော့အခုပြောချင်တာကတော့ဖုံဖုံဒီနော်တော်ရအကြောင်းတိုက်မှာဒါဖုံဖုံတရင်သုံးတယ်ဖုံဖုံအခုလက်ရှိကတော့နော်ကြံခဲ့တယ်မလင်းရင်ဘေးတွေရေဘေးတွေရှိခဲ့တယ်အချိန်မှာဖုံဖုံတို့ဒီငလင်းဘေးမှာဆိုရင်ဖုံဖုံတို့ဒီလက်ရှိဒီမှာတရက်နော်ဖုံဖုံတို့ရဟိုမှာပြည့်ပြပေးမယ်နော်တိန် ဒီဟာတွေပြိုပြက်ခဲ့တယ်ဖြစ်ပြက်ခဲ့တဲ့အရာတွေအားလုံးအတွက်ကိုပေါ့နော်ဖုန်းဖုန်းလို့ဒီနော်အလူတော်ငွေအများကြီးအများကြီးလိုအပ်ခဲ့တယ်ကွအားကြောင့်မို့လက်ရှိဖုန်းဖုန်းရဲ့ဒီပေါ့နော်တကာရင်းပေါ့မလေးရှားနိုင်ငံမှာရှိတယ်နော်ဥဖုန်းမျက်နှိုင်းဆိုတာကတော့တကာရင်းပေါ့သူ့ကိုလှမ်းပြီးတော့ဆက်တွယ်တော့နော်ဒါကတော့လူတယ်လူပါတယ်ဒါအများတိုင်းနဲ့လူနေကြပါเนาะတခါကြီးဥပုံမျက်နှာဓာတုဓာတုဓာတုပါเนาะဒါကြောင့်မို့အခုလက်ရှိမလေးရှားနိုင်ငံမှာ ရှစ်တီနေတဲ့ဖိုးတီဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖုံဖုံဒီတန်ခါတစ်ပါးဖြစ်တယ်ဒီဟာတွေလည်းမအဆက်ပါဘူးကွယ်ဒါကြောင့်မို့ဒါပေမဲ့မအဆက်တဲ့ကြမှာနော်ဖုံဖုံဒီအကုန်လုံးလဲစင်ပြေစေခြင်းနဲ့စိတ်နဲ့ဖုံဖုံလဲစင်မှန်ခဲ့တဲ့တော့မို့လို့ဖုံဖုံဒီဖိုးတီနဲ့ပတ်သက်ပြီးတော့ဒီဖုံဖုံနော်ဒကာကြီးဥဖုံမျက်နှာကဖုံဖုံကိုနော်ခဏနဲ့ပတ်သက်ပြီးတော့ဒီဆရာကြီးမှဒီလိုဒီလိုဆက်တွေ့ပါဆိုပြီးဖုံဖုံကိုချိတ်ဆက်ပေးခဲ့တယ်ချိတ်ဆက်ပေးခဲ့တဲ့အတွက်မို့လို့ဖုံဖုံဒီ ဒီခိုးဒီနဲ့ပတ်သက်ပြီးတော့ဘုံဘုံဒီပထမကြီးစုကိုဒါစုခူးခဲ့တယ်စုခူးခဲ့တာဖြစ်တဲ့တော့မလို့ဘုံဘုံဒီမလေးရှားနိုင်ငံမှာရှိနေကြတယ်ဘုံဘုံလည်းမြင်တွေ့နေရတယ်ကြားသိနေရတယ်ပေါ့နော်ဒီလိုမျိုးတွေဟိုလိင်ညာခံနေရတယ်ဆိုတာတွေလည်းကြားသိရတယ်သူများနိုင်ငံမှာဒုက္ခပေါင်း16000နဲ့တွားပြီးတော့လောက်ကင်စားတောက်နေကြတာကိုဒီလိုမျိုးတွေလောက်ကင်နေကြတဲ့ဒကာဒကာဒကာတွေဒကာမတွေလည်းတွေးလို့ရှိတယ်เนาะဒကာတွေပဲဒါဆုံးမစကားပြောတာပါเนาะ ကိုရဲ့ချွေးနဲ့သေးနဲ့မဟုတ်ခြင်း55ပြားတော့မစားကြပါနဲ့လို့ဘုံဘုံကဒီကနေမြတ်တာတရားရှေ့ထားပြီးတော့ပြောခြင်းတယ်ကွယ်နော်။ဒါကြောင့်မဟုတ်ဟုတ်ကဲ့ပါဒီနာလေးမှာတစ်ချက်ဖြတ်ပြီးတော့ကျွန်တော်ပြောပါမယ်။အဲတော့ဒီဘုံကြီးကဒီဘုံကြီးအတုကပေါ့ဗျာနော်။ဒီဘုံကြီးအတုကတောရเจ้าမှာ သူသတင်းသုံးနေတယ်ပေါ့။အဲ့လိုသတင်းသုံးနေတဲ့အချိန်မှာပဲမလေးရှားက4ဒီတွတ်တိုးမလေးရှားထီပေါ့။အဲ့ဒီထီကနန်းပေးတဲ့လူနဲ့ तू ကဒကာရင်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလူကသူ့ကိုကနန်းပေးတယ်။ तू ကမလေးရှားထီပထမစုကြီးကို ပောက်ပြီးတော့ तू အောင်မြင်သွားတယ်ပေါ့။အဲ့တော့ကျွန်တော်ကဒီနေရာမှာဘာဖြစ်လို့ဘုံကြီးတုတန်ဃာတုလို့ပြောလဲဆိုတော့သင်္ကန်းဝတ်ထားတဲ့ပုံစံနောက် तू ရောက်နေတဲ့တောရဆိုတဲ့ပုံစံနောက်ပြီးတော့ဒီလိုမျိုးတွေကအရင်တော့ကလူပုပ်ကိုတွေကလိန်ကြတာဗျ။အဲ့တော့2 3 D ကိုကျမကတော့ဘယ်ဆရာကပေးလို့ဘလို့ပောက်သွားပါလဲကျမလို့ပောက်ချင်ရင်တော့ဒီဆရာနဲ့ဆက်သွယ်ပါဆိုတာမျိုး အရင်တော့အကျဉ်းချင်းလိန်ခဲ့ကြတယ်အခုကအဲ့လိုမဟုတ်ဘဲနဲ့တင်ကန်းခြုံပြီးတော့ဘုံကြီးဟန်ဆောင်ပြီးတော့ငပိန်းဖမ်းတာပြီးတော့ဖမ်းတဲ့ပုံစံကလည်းမြန်မာပြည်ကနှလုံးဒီသုံးလုံးဒီမဟုတ်ဘဲနဲ့ဟိုမလေးရှားက 4D ဆိုတဲ့ကိစ္စကိုလှမ်းပြီးတော့လိန်တာမလေးရှားမှာရှိတဲ့မြန်မာတွေကိုလှမ်းလိန်တဲ့အကွက်ဆက်ကြည့်ပါမယ်ဒါကြောင့်မို့အခုလက်ရှိမလေးရှားနိုင်ငံမှာရှိနေတဲ့နော် တက္ကာတွေတက္ကမတွေအကုန်လုံးကိုဖုံဖုံပြောချင်တာကတော့အခုဖုံဖုံအောင်မြင်ခဲ့တယ်နော်ဆရာကြီးရှိတယ်ဒီဆရာကြီးနဲ့ဖုံဖုံနော်ဆက်ပြေးပေးမယ်ချိတ်ဆက်ပေးမယ်ဖိုးတီနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးထားတဲ့เนาะဒုက္ခဒုက္ခတွေမျိုးမျိုးခံခဲ့ရတဲ့သူတွေဖုံဖုံးစီကိုလာဖုံဖုံးကုံလုံးကိုဝူညီပေးမယ်ဒီဆရာကြီးနဲ့ချိတ်ဆက်ပေးမယ်ဆက်ပြေးပေးမယ်ဖုံဖုံးကိုเนาะအလူတန်းလေးတော့လုတ်ပေးကြ နော်ဒီစရာကြီးနဲ့ချိန်ဆက်ပေးမယ်ဆက်သွယ်ပေးမယ်ဖုံဖုံလို့ပေါက်တယ်လို့မျိုးလဲပေါက်ကမယ်ဖုံဖုံပြီးရင်ဖုံဖုံလို့ဟူလက်ရှိတိတ်လေးဇရက်တွေနော်စွန်းစားကြောင်တွေတက်စီသွားတဲ့ဟာတွေကိုဒီမှာမိုးမှန်ထားတာတွေကိုပြီးရင်ဖြတ်ပြပေးမယ်နော်အဲဒါကလေးကမှအဖက်ကိုတစ်ချက်လေးထည့်ပြလိုက်ဟိုမှာတိတ်ဆိုရင်ခုဆိုရင်ပြန်ဆောက်ပြီးသွားပြီဒါမျိုးလေးတွေအကုန်လုံး live လုပ်နေတယ်ဒါနောက်မှဆိုရင်လည်းဖရားအားကြောင့်မို့မလေးရှားနိုင်ငံမှာရှိနေတဲ့နော်တူတူဖိုးဒီနဲ့ပတ်သက်ပြီးတော့ဆုံရှုံလဲဆုံရှုံကြတယ်အလူလိမ့်လူညာလဲခံခဲ့ကြတယ်ခံခဲ့ရတယ်ဆိုတော့ဒူတွေအကုန်လုံး ဖုံဖုံစီကိုဆက်တယ်ပါဖုံဖုံရှိတ်ဆက်ပေးမယ်နော်အဲတကယ်မလားအေးမှာចောင်းမော်ကိုတွားလိုက်လေနော်ចောင်းမော်ကိုတွားလိုက်နေမှာဖုံဖုံចောင်းမော်ကိုတွားလိုက်ចောင်းမော်ဟေးဒါရုဒါရုဒါရုចောင်းကိုတွားလိုက်တကယ်မလားနော်အမကပ်ပြရရှိတယ်ဟုတ်ပြီဒါចောင်းမော်ပြောနေတာကဖုံဖုံဒီဒီလိုမျိုးအခုဒီစရာကြီးနဲ့တွေ့လို့ဒီတူတူဘိုးဒီမှာဆိုရင်ပထမဆုံးကိုစုခုခဲ့လို့အခုဆိုရင်တိန်နေเจ้าနေစရက်တွေပြန်လဲမုံမုံစောက်လုံနိုင်ခဲ့တယ်။ဒါကြောင့်မို့ဖုံဖုံပြောချင်တာကနော် ဖုံဖုံအောင်မြင်ခဲ့တဲ့ဆရာကြီးနဲ့ဖုံဖုံကိုယ်တိုင်ချိတ်ဆက်ပြီးတော့လောက်ကင်ဆောင်ရွက်ပေးမယ်အတတ်နိုင်ဆုံးနော်ဒီလိုမျိုးလူလိမ်လူညာတွေရှိနေတဲ့အတွက်မလို့ဖုံဖုံကလည်းအခုလိုမျိုးလေးလည်းဒါလုတ်ပေးရတာဖြစ်တဲ့အတွက်ဖုံဖုံလည်းဒါကုသိုလ်နော်တခုလည်းဖြစ်ပါတယ်အလှူဒန်းတခုလိုလည်းပြောလို့ရပါတယ်တကယ်ဆုံးရှုံးနေတာပြီးတကယ်ခက်ခဲဖြစ်နေပါတယ်ဆိုတော့မလေးရှားနိုင်ငံကတူတူဟိုဒီနဲ့ပတ်သက်ပြီးတော့ဖုံဖုံရှိကိုဆက်တယ်ပါဒါပေမဲ့ဖုံဖုံဒီတန်လာတော့တပါးဖြစ်တဲ့အတွက်မလို့ဒါအလည်းမအဆက်ပါဘူး နော်လုံးလည်းမလုံးထားတင်ပါဘူးနောက်တစ်ခုထပ်ပြောချင်တာကတော်တော်ဘိုးဒီနဲ့ပတ်သက်လို့ဖုန်းဖုန်းရဲ့ဖိုင်ပြီးဖုန်းဖုန်းရဲ့ဒီညနာနဲ့ဗီဒီယိုကောပြောပြီးမှဖုန်းဖုန်းချီမှဆက်တယ်ဝယ်ယူကြပါဖုန်းဖုန်းပြောချင်တာကနော်ဖုန်းဖုန်းရဲ့ညနာမပြဘဲနဲ့တွားပြီးတော့မဆက်တယ်မဝယ်ယူမယူကြပါနဲ့လိုင်းပေါ်မှာကအခုရှိရင်လူတွေလူညာတွေကမြောက်များစွာရှိနေတဲ့တော့မလို့ဖုန်းဖုန်းဒီလိုမှကြားရခြင်းလည်းဖြစ်တယ်နော်အားကြောင့်မို့ဒကာဒကာမတွေဘက်ကဖုန်းဖုန်းရှိကိုဆက်သွယ်မယ်ဆိုရင်ဖုန်းဖုန်းရဲ့ညနာ ပွင့်မှသာလျင်ဝယ်ယူနော်ခုံးပုံးကဆက်တွေခိုင်းတဲ့ဟာနော်ကွက်ဆက်ရှိမယ်နော်မက်ဆေ့ချာချစ်ပေါက်ရှိမယ်အဲ့လားကိုခုံးပုံးကြီးကိုလာပြီးတော့ဆက်တွေဆက်တွေပြီးတဲ့အခါမှာငွေနဲ့ပတ်သက်လို့ဘာလို့ပဲဖြစ်ခဲ့ဖြစ်ခဲ့ပစုံတရားဘာကြောင့်ကြောင့်ပဲဖြစ်ခဲ့ဖြစ်ခဲ့ခုံးပုံးညနာမြင်မှသာလျင်နော်ဆက်တွေပါသူတို့ပေးတဲ့အရာရာတိုင်းကိုယုံသားပြီးဗီဒီယိုဝေါ်တွေပါနေမခေါ်ပဲနဲ့ တော့မဆက်သေးပါနဲ့။ဘာကြောင့်လဲဆိုတော့ထပ်ပြီးတော့ဒုက္ခရောက်သွားမှာဆိုလို့ဘုံဘုံအခုတနေတခါတည်းပဲချပြပြီးတော့လိန်နဲ့ကွက်ကတော့လှတယ်ဗျ။ဒါပေမဲ့ပြပြကြီးမဖြစ်ဘူး။အဲ့တော့ခုနဆွန်ချိုက်ပို့တဲ့မိမတယောက်လာတယ်ပေါ့။ဆွန်ချိုက်ပို့တဲ့မိမကလည်းအလိန်ပဲ။အဲ့တော့လောလောဆယ်သူတို့အဖွဲ့မှာ၃ယောက်ပေါ့။ကင်မရာရိုက်ပေးတဲ့သူရဲ့ဘုံကြီးအတူဟန်ဆောင်ပြီးတော့လိန်တဲ့သူရဲ့ခုနတော့ကဘုံကြီးကြောင်းကိုဆွန်ချိုက်ပို့ပါတယ်ဆိုတဲ့အမျိုးသမီးရဲ့ ဒီ၃ယောက်ကတဖွဲ့တည်းလိန်တာအဲ့တော့လိန်တဲ့ပုံစံကစတိုရီလေးနဲ့အဲနော်စတိုရီလေးနဲ့အဲ့တော့သတိထားရတော့မယ့်ကိစ္စကဘာလဲဆိုတော့ဘုန်းကြီးယဟန်နေကိုခုတုံးလှုပ်လာပြီအဲ့တော့သင်ငန်းခြုံလိုက်ပြီးတော့လိန်လို့ရှိရင် လူတွေပို့ယုံကြည်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လိန်တာပြီးတော့လိန်နာကလည်းဟိုးမလေးရှားကမြန်မာတွေကိုလှမ်းပြီးလိန်နာသူတို့ခင်ဗျာ သူများနိုင်ငံမှာမနေ့လုံးလုံနေရပါတယ်ဆိုတာတော့မှပြပြရိရိလိန်ကျင်တဲ့ကောင်တွေရှိနေတယ်နော်အဲ့တော့ဒီလိုမျိုးယဟန်တန်ကတုတွေနဲ့ဒီလိုမျိုးလိန်ပုံလိန်ကြီးတွေကတော့အစ်စ်ပါလုံးဝအစ်စ်အဲ့တော့ငပိန်းနေမိသွားနိုင်တဲ့အကွက်မျိုးဗျတင်ကန်းယုံထားတာလဲစောက်တလွဲယုံထားတယ်အဖွဲစည်းနဲ့လိန်နေအဲ့တော့ဒီကိစ္စကတော့ပေါ်သေးသေးတော့မဟုတ်ဘူးဗျဒါကသေးသေးချာချာရွေရွေချက်ရှိရှိပြင်ဆင်ပြီးတော့မှလိန်တာပါ အဲ့တော့မလေးရှားမှာရှိတဲ့ရွှေမြမာတွေတတိထားဖို့လိုပါတယ်။ 4D တူတူနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးလူလိန်လူညာတွေအများကြီးရှိတဲ့ထဲကမှရဟန်းတန်ကပုံစံဖမ်းပြီးတော့လိန်တဲ့အကွက်ကတော့တော်တော်လေးကိုလှတယ်။တတိမထားမိရင်ကုံသွားမယ်။တတိမထားမိရင်အလိန်ခံရနိုင်ပါတယ်။ဟုတ်ပြီနော်။အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုတင်ပေးရတဲ့ရည်ရွယ်ချက်ကတော့အဲ့တော့လူလိန်လူညာတွေကတနေ့တနေ့ဘလို့လိန်ရမလဲဆိုတဲ့ပုံစံနေနဲ့အစ်စ်အစ်စ်တွေဖန်တီးပြီးတော့လိန်နေကြတယ်ဆိုတဲ့ကိစ္စပါ။ အခုတခါလိန်တဲ့ပုံစံကတော့ယဟန်တန်ကပုံစံခုလုံးလှုပ်ပြီးတော့လိန်တာပါအဲ့တော့ဒီ view file လေးကိုကြည့်ပြီးတော့ကျွန်တော် viewer တွေလည်းဘလို့ထင်လဲဒီ view file လေးတွေကဘုန်းကြီးကအတုလားအစ်စ်လားဒီလိုလိန်တဲ့ပုံစံမျိုးတွေနဲ့လိန်ခံဘူးလားဆိုတာကိုလည်း comment မှာပြောသွားပေးခဲ့လို့ရပါတယ်ဒီနေ့တော့ကျွန်တော် viewer တွေသတိထားဆင်ခြင်နိုင်မှုအတွက်ဒီ view file လေးကိုတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဒီ view file လေးကတော့မလေးရှားအထိလှမ်းလိန်တဲ့ဘုံကြီးအတူပါဘုံကြီးအယောင်ဆောင်ပါဘုံကြီးအရေချုံပါအ အဲ့ဒါလေးကိုတော့သတိထားစေချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ